စာရေးသူတိတ်ပံမောင်ဝရေးသားထားတဲ့တောင်ပြောင်းထွေလာပေးစာများဆိုတဲ့စာအုပ်ထဲကတောင်ပြောင်းထွေလာ16ကိုဖတ်ပြပေးကြပါရရှင်။ကျမတော့စာဖတ်သူခွန်ရှချိုပါ။ Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါရရှင်။တောင်ပြောင်းထွေလာ16ခင်ဦး14ရက်17လ1942ကိုရင်ွယ်စိုးစာရေးထိတ်ကခင်ဦးလို့ရေးလိုက်တာ ਨੇ ဒီစာကိုရွှေဘိုးနဲ့ခင်ဦးမျိုးကရေးလိုက်တယ်လို့များမမှတ်လေးနဲ့ဂျီနဲ့မန္တလေးကိုစုံစမ်းနေတဲ့အေယာဝတီတင်မောခင်ဦးဘောကရေးလိုက်တဲ့စာဗျအညာတခွင်မှာစစ်နဲ့ပတ်သက်တဲ့အကြောင်းအရာကလေးတွေကိုနေသူနေသားတွေနဲ့ဆွေးနွေးဖို့အထက်ကခိုင်းတာနဲ့ထွက်ခဲ့ရတာပဲဗျာအဲ့ဒီကိုထွက်ခဲ့ရတာကလေကောင်းကောင်းပဲပြောရန်ကုန်မှာတော့ခိုးလို့လို့ဒီလိုလိုနဲ့အားရတယ်ကောမရှိဘူး မိတ်ဆွေတွေစီစာရေးဖို့ဆိုတာဝေးပါရောမိတ်ဆွေတွေကလမ်းကြုံလို့ဝင်လာတာခက်ကြကြကလေးစကားမပြောရဘူးတဲစိတ်ပြစ်စရာကောင်းဒီလိုရေးလိုက်တော့ရန်ကုန်မှာလောက်ရတဲ့အလုပ်တွေတိတ်များမှာပဲလို့ထင်ပွင်ရှိတယ်ရုံးကအလုပ်တွေကများလဲများတာပါပဲဟုတ်ပါမယ်အားလက်ခွင့်ကလေးမရလောက်အောင်များတယ်လို့တော့မဆိုနိုင်ဘူးဗျနေရအလုပ်တွေလောက်ရှိမှာပါပဲ ရန်ကုန်မှာခက်တာအခြားမဟုတ်ဘူးမနက်7:00နာရီခွဲရုံတက်ညနေ9:00နာရီခွဲ6:00နာရီမှာရုံစင်အဲ့ဒီလိုကြီးပဲနေဆက်ရက်ဆက်လှုပ်ရတယ်အပြောင်းလဲရလို့မရဘူးနာရီဆက်နဲ့အင်မတန်တူတာကလားကြားတော့ညီးလာပါရောတောင်းမှာတော့ကတော့တင်းငွေတစ်ပတ်လောက်ရုံမမှန်တက်ပြီးကျဲလိုက် ရုံတက်ရတာတော်တော်ကလေးညီးလာပါလားဆိုရင်နေလက်ထွက်သွားလိုက် ရွာသူရွာသားတွေနဲ့စကားပြော ရှုမြော်ခင်းနေရဲ့အရာသာကိုခံစားအိမတဲ့နေရာကြတာပဲဗျာရန်ကုန်မှာဆိုတော့မော်တော်ကားတန်လင်းရင်မြန်တန်နေနဲ့စူညံလို့သာနေတော့တယ်နောက်ပြီးရုံးမမှန်တက်ရုံးမမှန်စင်တာနဲ့လည်းမပြီးသေးဘူးရုံးကပြန်လာဗလားဆိုဟိုဟိုဒီဒီအပြင်လုတ်တွေကလည်းများလိုက်တာလွန်ပါရောရုပ်ရှင်ကိုတွားကျင်ကြလို့လိုက်ပို့ရသေးတယ်ပွဲလန်းသဘင်တွားကျင်ကြလို့လိုက်ပို့ရသေးတယ် မင်္ဂလာဆောင်မျိုးသွားရသေးတယ်မင်္ဂလာဆောင်နေရာလဲသတင်းကျွလာပလားဆိုရင် များလိုက်တာမပြောပါနဲ့တော့တောကရောမြို့ကရောရန်ကုန်လာပြီးမင်္ဂလာဆောင်ကြတော့တာပဲမင်္ဂလာဆောင်မျိုးသွားရတာလည်းအလौကြီးတစ်ခုကျားတော့စိတ်ပြက်လာပါရောတောကလူတွေကဘာဖြစ်လို့တောမှာမင်္ဂလာမဆောင်ကြဘူးလဲမပြောတတ်တော့ဘူးဗျာပကာသနာထင်ပါရဲ့ကျွန်တော်ဖြင့်အင်မတန်စိတ်ပြက်တယ်ဒါထက်စကားမဆက်ကိုရင်ရောဘယ်တော့မင်္ဂလာဆောင်မှာလဲ တရင်ကျွပါဘကောဗျာဥဇော်ကြီးတို့တောင်စွန်သွားပြီမဟုတ်လားအခုလို ပကာသနာတွေပေါ်အလုံများလာတဲ့ရန်ကုန်ကထွက်လာရတော့အကြိုက်ပေါ့မနေ့ညကထွက်လာခဏိမနဲ့ပြည်မြို့ရတင်မော့ဆက်ပီစီတယောက်တည်းတင်မော့ဥပအခန်းထဲမှာစားရီ ဖက်လိုက်ဝဲရဘက်ကတာယာလှပတဲ့ရှုမြော်ကင်းကလေးတွေကိုကြည့်လိုက်နဲ့အင်မတန်မှစိတ်ချမ်းသာတဲ့ဗျဒါတောင်မှတယောက်တည်းပဲမို့ပေါ့တာကလေးမောင်မွှေးတို့ ဖေတူသမီးကျော်ကလေးမဲမွှေးတို့မနေ့တနေ့ကမွေးတဲ့အမေတူမဲတူတာအယုတ်ဆိုးကလေးမဲကေးတို့ ਨੇ သူတို့အမိသားပါလာမယ်ဆိုရင် လောကနိဗ္ဗာန်ပေါ့ဗျာရန်ကုန်အတွင်းဝင်ကြီးယုံတွင်ပန်ကာအောင်မှာအိန္ဒိယမြန်မာလူဝင်လူထွက်စာချုပ်နဲ့ပတ်သက်တဲ့အခက်အခဲတွေခေါင်းတစ်ခုခုနဲ့ဖြည့်ရှင်းနေရရှာတဲ့အတွင်းဝင်မင်းဦးလရှိန်လို့ပင်စင်လာစာအယောင်းဝယ်အထူးလာစာအပေးယူတွေနဲ့ပတ်သက်တဲ့အခက်အခဲတွေကိုဖြည့်ရှင်းနေရရှာတဲ့ အတွင်းဝင်မင်းဦးမျိုးကွန်တို့စကားပြောကြီးနှက်နဲ့အိမ်တောင် အခန်းတောင်ကြလုံးလုံးအခက်အခဲကြုံရရှာတဲ့အတွင်းဝင်မင်းဦးရွှေပေါ်တို့ Municipal District Council ကရှုပ်ပိတ်ဆိုတဲ့စည်ရင်းတွေကိုရှင်းရင်ခေါင်းတီးအောင်စဉ်းစားနေတဲ့ဦးပေါ်ဆန်တို့ကိုစည်းစိမ်ကလေးနဲ့စာဖတ်ရင်စဉ်းစားမိပြီလေအခုဖတ်လာတဲ့စာအုပ်ကအခြားမဟုတ်ပါဘူး တက္ကသိုလ်ကျောင်းသားမောင်မြဆိုင်ရေးတဲ့အထွေထွေစောင်းသားဘောင်းချုပ်စာအုပ်ကလေးပဲဗျ။အဲ့ဒီစာအုပ်ကိုရထားတာတော်တော်ကြာပြီ။ဖတ်မယ်ဖတ်မယ်နဲ့ဖတ်ပဲမဖတ်ဖြစ်ဘူး။အခုမှပဲဖတ်ဖြစ်တော့တယ်။မြန်မာရုပ်ရှင်လေးနဲ့ပတ်သက်ပြီးအကြံကောင်းတွေကိုပေးထားလိုက်တာမနှဲပါဘူး။နှုတ်ပဲမဲ့ရုပ်ရှင်သမားတွေကတော့ဒီစာအုပ်မျိုးကိုဖတ်ရကောင်းတယ်လို့ထင်ချင်မှထင်မယ်။ဘာပဲဖြစ်ဖြစ်ဗျာ။မြန်မာရုပ်ရှင်အထုပ်ပတ်တိကလေးတအုပ်ကိုတော့ရတာပဲ။ ဒီစာအုပ်ကလေးဟာညိုမြရဲ့စောင်းပါးတွေလိုပဲတော်တော်ဖတ်လို့ကောင်းတဲ့ဗျာညိုမြဆိုမှညိုမြအကြောင်းရေးရအောင်ပဲတနည်းအားဖြင့်ညိုမြစီဟာပို့စကတ်လေးတစ်ခုရသေးတယ်သူစာအစိုးကအောက်ပါအတိုင်းပဲဟောလိဝုဒ်တွင်ခိတ္တကြိုးထိုးနေပါသည် အလွန်သာယာခန်းနာပါဤစာကြက်ရလွန်၍ဖင်ချိနေပါသည် ရှေ့နှစ်မတ်လလောက်တွင် ပြန်ရောက်ပါမည်ညိုမြညိုမြရဲ့စာဟာညိုမြနဲ့မတူပါလားဗျာ မြန်မာပြည်အစိုးရကပညာတော်တင်လွှတ်တဲ့သူတွေထဲမှာမျိုးမြကံအကောင်ဆုံးပဲဒေါ်မမခင်တို့လည်းပညာတော်တင်အဖြစ်နဲ့အမေရိကန်ကိုရောက်သွားပါရဲ့လို့ပဲမယ်မျိုးမြတော့ကြာကြာမနေရဘူးဟောလိဝုဒ်ဆိုတဲ့ရုပ်ရှင်နိုင်ငံတော်ကြီးမှာဘလို့မြကြဘိုးထိုးနေကြတယ်တော့မပြော့တတ်တော့ဘူးနာမည်ကျော်ရုပ်ရှင်မင်းသမီးတွေနဲ့အသည့်အကျွမ်းများဖြစ်မလားအလုံးမရလို့စောင့်ဆိုင်းရင်ထမင်းငတ်နေကြတဲ့ရုပ်ရှင်မင်းသမီးလောင်းတွေကိုများ ။ဘိုးကြီးပန်းကြီးတွေပြေးနေရမလားမပြောတတ်ဘူး။သူပြန်လာမှမေးကြည့်ရတော့မှာပဲ။ဘလို့ဖြစ်ဖြစ်ဟောလိဝုဒ်မှာရှိကြတဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေရဲ့အဖြစ်အပျက်တွေဆက်ဆံရေးအကြောင်းတွေတော့တော်တော်ကလေးစုံစုံလင်လင်သိလာမှာအမှန်ပဲ။ဆိုင်ကောလို့ချုံပေါ်ရောက်ဆိုတဲ့စကားလို့စစ်ကြီးဖြစ်လိုက်တာမျိုးမြတယောက်အင်္ဂလန်ကအမေရိကန်ရောက်သွားတော့တယ်သူ့ကံကူကကောင်းပါတယ်ဗျာသူ့သတင်းစာရေးတဲ့အတက်ကိုကောင်းကောင်းကြီးတက်ပြီးတော့ မြန်မာပြည်ပြန်ရောက်တဲ့အခါမှာလစားမရှိကန္နလောကအယ်ဒီတာလောက်ခိုင်းရရင်မကောင်းဘူးလားဘီလက်ပြန်အမေရိကန်ပြန်ဟောလိဝုဒ်ပြန်ကထုတ်တဲ့မဂဇင်းဆိုတော့ဖတ်သူတွေပေါ်များလာမှာအမှန်ပေါ့ကိုရင်လဲအယ်ဒီတာဝတ်ကကျွတ်ရောမဟုတ်လားကိုင်းတော်ကြပါအောင်စို့ချမ်းသာပါစေဗျာမောင်လူအေးကန္နလောကတွင်း20ခေါ်အမှတ်203ဒီဇင်ဘာ1940